အဲဘာတန်ကုန်တကယ်သာကံရင်နိုင်ဖို့မခက်တဲ့မျိုးဘူးအားလုံးပဲမင်္ဂလာပါပရီးမီးယားလီမှာရလဒ်တွေပြန်ကောင်းနေကြတဲ့မျိုးဘူးတို့ကတော့နိုင်ငံတကာရသက်တပတ်အပြီးမှာအဖန်တင်းနဲ့ရင်ဆိုင်သွားမှာဖြစ်ပါတယ် အဗရန်ဒင်းဟာပြီးခဲ့တဲ့နှစ်တည်မှာတော့တန်းဆစ်ဆုံနာမှာပဲတဝဲလေလေဖြစ်နေခဲ့ပေမဲ့ဒီရာဒီမှာတော့ short တက်လို့မရတဲ့အသင်ဖြစ်နေပါပြီ။အရှိမအဗရန်ဒင်းဟာရမန်စတမန်နဲ့အဆက်ရှိနေရာမှာရပ်တည်နေပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလည်းရှုံးပွဲမရှိတဲ့ဖန်ဆန်းသမားတို့ကိုအနိုင်ယူကထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအိမ်ဝင်းဖြစ်နေတာကြောင့်နိုဘူးတို့တကယ်သာကြံရင်အဗရန်ကိုနိုင်ဖို့ခံမှာမဟုတ်ပါဘူး။ဒီနေ့မှာတော့နိုဘူးနဲ့အဗရန်ဒင်းတို့ရှင်တိုင်ကြမယ်။ Premier League ပွဲစဉ်တွေကိုတင်ဆက်ပေးကြပါမယ်။နိုဘူးတို့ဘက်မှာနူရီရိုဒရီနဲ့ခူဆာနော့ဖ်တို့ကတော့တရားကြောင့်လည်းချော်ရဖို့ရှိနေပါတယ်။ဂိုဒီမပါတဲ့ကွန်းလေမှာနီကိုကွန်ဆာ ာလက်နဲ့ပွဲထလာနိုင်ပြီးတော့ဟိုတန်နဲ့ရိုင်နာတို့ကတော့နံပါတ်10လို့နေရာမှာဆက်ပြီးပွဲထနိုင်ပါတယ်။ဗဲဂျန်မှာတော့ဆာဗီညိုအစားဒိုကုပဲပွဲထလာနိုင်ပြီးတော့တိုက်ဆန်မှာတော့ဆေယုတီဟာလန်ကပဲဆောင်းလာမှာဖြစ်ပါတယ်။အေဗာဒန်တင်းဘက်မှာတော့နိုဘူရိုစီကနေအငှားလာကစားနေခဲ့တယ်။ငမှုကွေးလေးတယောက်ကတော့ဒီပွဲမှာဝင်ကစားခွင့်ရမှာမဟုတ်ပါဘူး။အဲကြောင့်အေဗာဒန်တင်းရဲ့အိုက်စ်ပိုင်းကအနည်းငယ်အာရုံနေ ပါတယ်ဒါပေမဲ့ Everton အသင်းရဲ့တိုက်စစ်မှာ NDR ကလည်းစောင့်ကြည့်ရမယ့်ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဆန်စစ်ပိုင်းမှာ Brownway နဲ့ Michael Kane တို့နှစ်ဦးသာတရားပြဿနာရှိနေတယ်လို့ဆန်စစ်ပိုင်းမှာတော့နည်းနည်းလေးပြဿနာရှိနိုင်ပါတယ်တကယ်တွေးဆမှုတွေမှာဆိုရင်တော့နှစ်ဦးတို့ကပဲအပြတ်တက်အသာဖိရထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကတဲ့ရာသီတုန်းကအင်္ဂလန်မှာတည်ရေးကြခဲ့ပေမဲ့အဝေးဥက္ကဋ္ဌမှာတော့အနိုင်ကန်ထားနိုင်ခဲ့ပါတယ် Everton အသင်းဟာ2019နဲ့နောက်ပိုင်းကတည်းကနှစ်ဦးတို့ကိုတစ်ချိန်မှကိုအနိုင်မရထားသေးတာပါယင်းတော့ကတော့ Everton အသင်းကဆန်စစ်အားပြုတဲ့အသင်းဆိုပေမဲ့ဒီနှစ်မှာတော့ Everton ကအဲ့လိုမျိုးမဟုတ်တော့ပါဘူး Everton ်သိန်းဟာယာကိုကိုကိုပေးကိုခုနှစ်ခုနဲ့ခန်းစင်းနဲ့တိုက်စင်းမြနေတယ်လို့ပြောလို့ရပါတယ်။ဘယ်မှာဆိုရင်လဲအေဗာနန်သိန်းရဲ့ခန်းစင်းကလူမဆုံနိုင်တဲ့အခြေအနေမျိုးဖြစ်နေတာကြောင့်လူမှုတော်တဲ့ကင်းကိုတွေရဖို့ကတော့သိပ်ပြီးခက်ခဲမှာမဟုတ်ပါဘူး။ရွေးလိမပါနိုင်တဲ့တိုက်စင်းကအရင်ဘောတွေလောက်ရောလုံးပြနိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ယာဒီမာဂရီလစ်ကပရီးမီးယားလိဂ်ပင်ကိုတကူနဲ့ဂိုးပါနေမှု၄ချိန်ထိကိုပြုလုပ်ထားပြီးတော့အသင်းတော်တော်လေးတက်ရောက်မှုရှိနေကြတာဖြစ်ပါတယ်။ အဗာဒန်ဘက်ကခန်ဖေးရောတိုက်စစ်ရောအရင်ပွဲတွေလောက်အဆင်ပြေတဲ့အနေအထားမျိုးမှာအချိန်တွေကတော့နိုဘူးရဲ့ဘက်မှာပဲရှင်နေပါတယ်ဒီပွဲကတော့နိုဘူးတို့ကပဲကိုပြတ်နိုင်မဲ့ပွဲဖြစ်ပြီးတော့ဇယားတက်ကိုပြန်ရောက်လာမယ်လို့ပဲထင်မိပါတယ်ဒါကြောင့်မြန်မာအိုဝင်ကြီးနေနေကတော့နိုဘူးတို့ဘက်ကိုပဲယုံကြည်လိုက်ကြဖို့အကြံပေးလိုက်ချင်ပါတယ်စုံနေကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်